看雪，八江、昆仑、压的你。 ကဘာကျော်လူသက်ကောင်ကြီးဂျက်ဖရီဒါမာတယောက်ကတော့ဖြင့်1994ခုနှစ်ဇွန်ဝင်ဘာလအတွင်းအချားတောင်ကြားလူမိုက်တယောက်ကတစ်ချောင်းနဲ့ရိုက်သက်၍သေလေပြီ။ဒါမာဆိုတာလူ16ယောက်တိတိကိုတပ်ပြီးအတုံးလိုက်တိလိုက်ရေခဲတစ်တာထဲမှာထည့်ခဲ့သည့်ဆမ်မတူလူသက်ကောင်ကြီးဖြစ်သည်။သူသေးသောအခါတွင်ကျွန်တော်ယုံကြည်သူတစုတို့သည်အပြစ်မှခွင့်လွှတ်ခြင်းအကြောင်းကိုစုပေါင်းဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပြီးထို့အချိန်မှာအမေရိကန်နှင့်တကွာတကမ္ဘာလုံး၌ရှုမြင်နိုင်သောဒါမာအကြောင်း TV စီစဉ်တွေကိုအတူတူလေ့လာခွင့်ရရှိခဲ့ကြသည်။ဓမ္မတက်လို့သိခရရှာသူ19ယောက်တို့ဤဆွေမျိုးညာတိတွေကတော့ဓမ္မခုလိုစောစောသေးတာစိတ်မကောင်း။အမှန်မှဒီလိုကောင်မျိုးတွေချက်ချင်းမတည်ပဲကျူးလွန်မိခဲ့သူအဖြစ်တွေကိုတသက်လုံးတစိမ့်စိမ့်ခံစားတော်ထိုက်သည်။တနည်းအားဖြင့်စောစောချုပ်ငိမ့်သောတာထက်ထန်းရက်ကိုခွေးရက်တို့လုံးပါပါပြီးနောက်ဆုံးကျတော့ခွေးသိဝတ်သည်တည်တော်တင်သည်ဟုဆိုလေ၏။ TV အစီအစဉ်တစ်ခုကတော့သူမတည်မီရက်နေငယ်လောက်ကသူနှစ်တွဲဆုံမိများကန်းတွေ ကိုပြန်လည်ထုတ်လွှင့်ပြသသည်။ဘာကြောင့်တလောက်ကြောက်မွေးပွဲအဖြစ်ကိုကျွလွန်ခဲ့ရသနည်းဟုမေးမြန်းသောအခါသူသည်ထိုချိန်ကဖျားသခင်ကိုမယုံကြည်တေသွာသူတွေအတွက်လည်းသူဘလို့မှမခံစားရသလိုပဲဖြစ်သည်ဟုဆိုလေ၏။ မီဘွားတွင်တင်းငယ်သောရာဇဝင်မှုကလေးတွေကိုပျပျော်ကြီးကျူးလွန်ခဲ့ပြီးနောက်ဆုံးမှာတော့သမိုင်းဝင်လူတက်မှုကြီးများနဲ့ဤအရက်သို့ရောက်ခဲ့တဲ့အချိန်ကျူးလွန်မိုက်မားခဲ့ခြင်းဖြစ်ကြောင်းသူကပြောပြခဲ့သည်ထို့နောက်ဘာသာရေးခံယူချက် တမလွန်အရေးကိစ္စတွေဤအကြောင်းကိုပြောဆိုကြရမှမိမိသည်ယုံကြည်ခြင်းပြောင်းလဲလျက်ထောင်တွင်ကရေကန်းငယ်တစ်ခုမှခရစ်တော်အသင်းတော်မှသင်ယူစီရတော်ဤလက်ဖြင့်ပဋိဆံကိုခံယူခဲ့ပြီဟုဆိုလေသည်သူ၏ယုံကြည်ခြင်းပြောင်းလဲမှုသည်အမှန်ပင်ဖြစ်သည် ထောင်ထဲကအတင်းတော်ကလေးမှာသူသည်နောင်တဆိတ်ဖြင့်အလေးနဲ့ဝှက်ပြူသွားသည်အချိန်ရှိသည်ခရစ်တော်အတင်းတော်မှာပူပင်သောဝိညာဉ်ရေးသင်ခန်းစာများကိုဖတ်ရှုသွားသည်ဟုထောင်ဆိုင်ရာဓမ္မအမှုတော်ဆောင်ကြီးကလည်း TV မှန်သားပြင်ပေါ်မှာဝန်ခံဖော်ပြသွားနေသည်ဓမ္မ၏သင်ဆုံးခြင်းသတင်းလောက်ကိုသာကြည့်မြင်သောသူတို့ကတော့ဓမ္မသည်ဘလူးတကယ်စီးနေသော လူသက်ကောင်ကြီးဖြစ်တာလျှင်ရှုမြင်သည် သူကြောင့်တည်ခဲ့ရသော လူတို့၏ဆွေမျိုးများအယူဆိုင်တာလား ဖြစ်တဲ့ဒီဟူမချက်ချပြီးသူပြောင်းလဲတယ်ဘုရားသခင်ကိုလက်ခံတယ်ဆိုတာတွေဟာကလင်ကจิตတီပဲနေမှာပါဗျာဟူတယောက်ကဆိုလေသည် သူ့ဘဝပြောင်းလဲမှုအကြောင်းကိုမသိခင်ကမှတ်တမ်းများရာတွင်းမြင်လိုက်ရသူတွေကတော့သူ့ရဆက်ကြမ်းကြုတ်မှုတို့သည်ကန်းကုံအောင်ဆက်ဆုပ်ပွဲဖြစ်ကြောင်းကိုသဘောတူတော်လဲသူသည်နောင်နာနှင့်ကြေကွဲဝန်းနှဲမှုရှိနေသည်ဟုသူတို့ကခံယူကြသည်တနည်းအားဖြင့်ဖခင်သခင်ကသူ့ကိုခွင့်လွှတ်မည်ဟုယုံကြည်ကြသည်ဟုဆိုလေသည်ဒါမှရိုက်ခံရပြီးတရားချင်းမသေးသည့်ရှိသူဥပေချောင်းရာတည်တံအစီရင်ခံရပွေရှိခြင်းတသက်လုံးလုံးပါပါတော်ရမည်ဖြစ်ခြင်းစသည်တို့ကိုကျွန်တော်တို့အမျိုးမျိုးအမြင်အ နေ့ဖလေခဲ့ကြပြီးနောက်ဆုံးပိတ်မှာအိနေလွယ်လာသောကိစ္စကတော့ကိုတိုင်းဖြေကြရမည်မေးခွန်းဖြစ်လေ၏လူတိုင်းလူတိုင်းခွင့်မနှုတ်နိုင်တော့တဲ့အဖြစ်ရှိကြဘူးသလားကျွန်တော်မှတ်မိနေသည်ထိုနေ့ညနေဆောင်ကျွန်တော်တို့လူစုခွဲချိန်မှာထူပြက်တနာမေးခွန်းတစ်ခုကြောင့်အလုံးစိတ်လက်မအီမသားနေပြန်တော့ခဲ့ကြရလေသည် ခွင့်လွှတ်ခြင်းဆိုင်ရာအရေးကိစ္စနှင့်ပတ်သက်၍ဇောဒကတက်စီယာတွင်ဒုနစ်တီရှိပါသည်နှဲပါရခမဟုကိုကိုလာလို့သောလူတိုင်းပေါ်မှာကိုကခွင့်လွှတ်လို့ဖြစ်နိုင်ပါမလားဟုဒီမေကူးပေါင်း၁၆000ရှိမည်အမှန်ပဲဥပမာကျွန်တော်ကိုတနည်းနည်းအစောကခံရမည်ဆိုပါကခွင့်မလွတ်နိုင်ကြောင်းကိုအကြောင်းမျိုးမျိုးပြ၍ကျွန်တော်ပြောနိုင်ပါသည်သူကိုသင်ခန်းစာရစေခြင်းနဲ့လေဒီလိုနဲ့ခလွတ်လိုက်ရင်အဆရှိနောင်နောင်စွသူလိုဖြစ်တော့မှဆိုရတယ်မဟုတ်တော့လို့ရင်မဟုတ်တာဖြစ်ရမှာပေါ့ဘေးတက်နိုင်မလား လေနင်းနေကလေးတော့နောင်ကျင်သွားစေချင်တယ်လေလူမိုက်အပိဆိုတာမျိုးမလုပ်ချင်ဘူးကိုကခံထားရတာသူ့ကိုစာနာစေချင်တယ် စသည်စသည်ဖြင့်ခွင့်မှုနိုင်ခြင်းကိုမျက်နှာပန်းလာစေရန်အမျိုးမျိုးအကာအကွယ်လုပ်နိုင်ပါသည်ဤကဲ့သို့သောအကြောင်းပြချက်တွေကိုလည်းမာနကိုခွာချစေရအကြောင်းပေါ်မလာမချင်းကောင်းကောင်းကြီးကင်၍ထားနိုင်ပါလိမ့်မည်နောက်ဆုံး၌ခွင့်လွတ်ပါတော်မူဟူသည့်အဆင့်ကိုရောက်သောချိန်တွင်မူလုံးဝအလျှော့ပေးသည့်သဘောနှင့်တန်ကြောင်းမှသည်ဖျောင်းလို့ပြောကြတော်ရတတ်လိမ့်ဤဘာကြောင့်ဤသူပြောင်းနိုင်ရသည်နည်းကျွန်တော်အထက်ကဖော်ပြခဲ့သည့်အတိုင်း ွင့်လွတ်တတ်သောဖရာကိုကိုးပွေသောသားသမီးတဦးနေဖြင့်အလိုတော်ကိုဝန်ခံနိုင်ခြင်းကြောင့်ဖြစ်သည်ဟုဦးစားပေးအချက်နေဖြင့်ကျွန်တော်ပြောချင်ပါသည်။သို့သောခွင့်လွတ်ခြင်းသည်ထိုအကြောင်းတစ်ခုဒီကြောင့်သာဖြစ်တည်ခြင်းမဟုတ်ခရိယံယုံကြည်သူမယုံကြည်သူဘယ်လူသားမှမဆိုသဘာဝလူစိတ်ကိုစန့်ကျင်ပြီး ွင့်လွှတ်ခြင်းဖြစ်ပေါ်နိုင်ဖို့ရာအခြားအကြောင်းများရှိသည်ယင်းတို့နှင့်ကောင်းမြတ်သောအကြောင်းတရားအချို့တို့၏အကြောင်းကိုကျွန်တော်ဆက်ဆက်တင်ပြလိုပြီးလူသား၏အုံနောက်နှင့်ယုတ်တိရှိရှိစမ်းစစ်ကြည့်လျှင် ခွင့်လွှတ်ခြင်းအတွက်အခြေခံဥပဒေကဲ့သို့မြင်ရလိမ့်မည်အချက်များဟုလည်းကျွန်တော်ယူဆပါသည်တစ်ချက်ကတော့ခွင့်မလွှတ်နိုင်မှုကြောင့်ဖြစ်နေသောဝေဒနာတွင်အချင်းချင်းအပြန်အလှန်ပြစ်တင်ရှုံချသောအခြေအနေတွေနှင့်ပြည့်နေနေသော အမုန်းတန်တရားကြီးကိုခွင့်လွှတ်မှုတစ်ခုကြီးကသာရပ်ဆိုင်း၍ပေးနိုင်သောကြောင့်ဖြစ်၏ခွင့်လွှတ်ခြင်း၏အဓိပ္ပာယ်ကို Great War အနက်အဓိပ္ပာယ်အရာ ုတ်ပယ်ခြင်းလွှင့်ပြခြင်းကိုယ်တိုင်လွတ်မြောက်စေခြင်းဟူ၍အမျိုးမျိုးဖော်ပြထားလေရာခွင့်လွှတ်ခြင်းသည်တကြောပြန်ခံစားရမှုမရှိဟူသောသဘောကိုဆောင်ပေသည်တကြောပြန်ခံစားချက်ဆိုသည်မှာအဟောင်းကိုအသိဖြစ်ခြင်းအတိတ်ကိုပြန်လည်ဆွဲယူခြင်း၏ခံစားချက်ဖြစ်ရာနာကျင်မှု assessment ကိုဖြစ်စေသည်အနာကိုအနစ်ဆွပေးပြီးပေသောအခါမျှပျောက်ပြီးမရှိသောအနာဖြစ်ပေါ်ခြင်းနှင့်အတူတူပင်ဖြစ်လေသည် မာတင်လူသားကအာရန်နှင့်အေဝအကြောင်းကိုရေးသားခဲ့ရာတွင် ယ်ထိုလင်မယားသည်သူတို့ရှင်သန်ခဲ့သောအသက်နှစ်ပေါင်း900အတောတွင်သူတို့အချင်းချင်းအပြစ်ပို့ခဲ့ကြသောအစီအလာပြည့်မြီမဟုတ်ဖျားသခင်တားမြစ်သောအသည်ကိုငါနှင်းညောင်းစားမိတာ နေစားချိန်မှန်းသိလို့ငါပြီးတာဟူ၍ဖြစ်ခဲ့ကြလိမ့်မည်ဟုဖော်ပြခဲ့လေသည်။ကဘာကျော်စီးရေးဆရာဂေဘရယ်မာကွက်စီဝတ္ထုတပုတ်ထဲ၌စစ်ပြတုံးတတုံးကိုအကြောင်းပြုလျက်လင်မယားနှင့်ပဏိပကဖြစ်ပုံကိုစူပွက်ထားလေသည်။အိမ်ဆောင်၏တန့်ရှင်၏အတွက်တာဝန်ရှိသောဇနီးတွေကရေချိုးခန်းမှစစ်ပြကုန်နေသည်ဟုမသိ။ထဲ့ရင်မပြီးယောက်ျားလုံးသူကမုံပေါ်ပန်းပန်းပြင်လာပြီးရေချိုးတော်စစ်ပြမရှိ။သူဖြစ်၍ဒေါသထွက်ပြီးငါစစ်ပြမရှိပဲရေချိုးနေတာတပတ်လောက်ရှိပြီဟုပို ောင်းပြီးပြော၏မိမလုံသူကလည်းဒါကိုအကြီးကျယ်ကန့်ကွက်ဆန္ဒပြပြီးရိုးရိုးလေးတောင်းပန်နိုင်ခြင်းတော့မရှိတော့ဘဲနောက်ဆုံးမှာတော့လင်မယားနှစ်ယောက်အိတ်ရခွဲပြီးအိတ်ထမင်းစားဝိုင်းမှာတော့စကားမပြောတော့ဘဲခုနှစ်လခန့်စိတ်ကောက်ရင်နေကြလီတော့သည်ဟုဆို၏နောက်တော့စိတ်တွေပြေတော့သည်တို့တော့အတင်းအကျပ်မကောင်းတက်လို့အိမ်နေဆဲပြီးပြေလဲခြင်းသဘောပဲဖြစ်သည်ဦးမင်းရင်ရော်လာသည့်တိုင်အောင်အလုံးလုံးသတိထားပြီးစကားပြောကြရသည်တယောက်နဲ့တယောက်အမှားမခံပဲသတိချင်းချင်းနဲ့ဆက်ဆံတော့ကြသည်စသည်ဖြင့်မာကွက် ကတရုတ်ဖို့တော်သည်မှာအံ့ဩလောက်အောင်မင်းဖတ်ချင်ဆရာရှိလာသည် ဖြစ်တတ်သောလူသားတို့၏ဘဝတရုတ်ကိုအလွန်ပြင်းပြအောင်အသက်သွင်းပေးတော်သည်ဟုဆိုရပါမည်ထိုအိမ်အောင်ရှင်လင်းများမှာဘာတစ်ခုလိုအပ်နေပါသနည်းဒီဆက်ပြတရောင်းကိစ္စရက်တန်းကရက်ဒါဟာငါမလို့ဖြစ်တာငါအဖြစ်ကိုခွင့်လွတ်ပါကွယ်ဟူသောတဦးဦး၏တောင်းမှမူသာလိုအပ်နေခြင်းဖြစ်သည်အခုလိုကြည်စမ်းအမုန်းတန်တရာဟုမဆိုသာတိတန်အောင် ရှုံကြီးရှုံတော့နှစ်ပေါင်းများစွာအချင်းကြီးတော်မာနာကိုကြီးနှင့်တမိုးတဲသောအိမ်ရိပ်မှနေသွားကြသည်စသည်ဖြင့်တွေ့ရလေသည် Francois Morias The Knock of Fibers မည်ရှိဝတ္ထုထဲမှကြတော့ငါးနှစ်အရွယ်သမီးကလေးကိုနေထိုင်မကောင်းချိန်မှာဂယုမဆိုင်တာဝန်မကျေဘူးသောဆွဲချက်ဖြင့်လင်းကိုစိတ်နာခဲ့သောမိန်းမရဲ့သူမိမကိုမချော့မမော်မတောင်းပန်နိုင်သောလင်းယောက်ျားရဲ့မသိမချင်းခေါင်းမာရေးတော်ခဲ့ကြသည်တောင်းပန်မှုကသောခြေလန်းတလန်းကို မန်ရှော့၏အစမပြုံးနိုင်မှုသည်အိမ်အောင်ကြီးကိုလွင်တီးခေါင်မြေကခြေရကြီးတစ်ခုလိုဖြစ်သွားစေသည်ဒီနှစ်မယားတို့ကြာမှာရှင်သန်ခြင်းရှိဘဝရသပျောက်ကွယ်သွားစေသည်စသည်ဖြင့်ပေါ်ပြထားလေသည်ချီးစီယာမအမေရိက၏ The Lawyers Club သည်ရဲ့ဖြစ်ဖြစ်မှတ်တမ်းဖြစ်သည်သူမျိုးတွေကတွားလေသူဇနီးမောင်နှံတို့၏အကြောင်း တခြားဘူးအကုန်ကြများမှုအကြောင်းကိုပြောရင်လင်မယားစကားများကြရမှာအဖိုးကြီးဒီအဖွားကြီးကိုအနှစ်၄၀စကားမပြောနောက်ဆုံး၁၀ဆုနှစ်မှာတော့တိတ်အိမ်ကိုနှစ်ချမ်းခွဲပြီးတယောက်တစ်ချမ်းတည်တတ်နေထိုင်တော့ကြသည်ဘလို့လုတ်ပြီးများနေနိုင်ကြသလဲတည်နိုင်ကြသလဲဤကဲ့သို့အပြစ်နောက်ဖွင့်နေရသည်ကိုကအရသာများရှိနေလေသလားစဉ်းစားစရာအလိုများလာပြီသည်ပြလူချင်းအဖြစ်ဘဝပြဿနာတွေအကုန်ပြေချင်မှပြေပါမည် သို့သောလူမျိုးရလန်တစ်ခုကိုတော့အမှန်ဖြစ်စီပေသည်လူသားတို့၏မိသားအရဖွဲ့စည်းမှုကိုအကောင်းဘက်မှပြန်၍အစပြုရန်လမ်းပွင့်စီသည်ဟုဆိုဆန်နဇမ်ကထုတ်လေသည်ယင်းခွင့်ရမျိုးကို လူသားတို့မှတပါအပေးတတ်တတ်လောကမှာမှမခံစားနိုင်သူဖြစ်ရာ ခွင့်လွှတ်ခြင်းတရားကိုအလွန်တန်ဖိုးထားသည်ဟုဆိုဇန်နေဇန်ကဖော်ပြထားလေသည် ချူတတနကပြည်ရာပညာရှင်ဟာနာအာရံကလူသမိုင်းသည်မပြောင်းလဲနိုင်သောအပြစ်သမိုင်းနှင့်စစ်သမိုင်းတွင်ဖြစ်၍ယင်းကိုပြောင်းပြန်လှန်ပြစ်နှံစေဖို့ရန်ခွင့်လွှတ်ခြင်းဟူသောစေးတမျိုးသာရှိသည်ဤစေးကိုသာ အသုံးမပြုခဲ့လျင်ကျွန်ုပ်တို့ဖို့ကိုရနတ္တိစေးမရှိတော့ပြီဟုမှတ်ယူကြပေတော့ဟုဆိုလိုက်ပေသည် ဖြစ်ကိုခွင့်မလွတ်နိုင်မှုသည်ကျွန်ုပ်တို့ကိုအတိတ်၏အကျဉ်းသားများအလူလူဖြစ်နေစေသည်ကျွန်ုပ်တို့ မုံသီးပါသည်ဆိုသောသူတို့၏အရေးအောက်မှမှောင်ရိပ်ခိုလျက်နောက်ဆက်တွဲဆိုးကျိုးမျိုးမျိုးကိုပါအပူဆောင်ရည်ခံစားနေရစီပါသည်သူဖြစ်၍ပင်နေအမေရိကန်သို့ပြောင်းရွှေ့လာသောအစ္စရေးအဖိုးအိုတယောက်ကနှုတ်ဟစ်တလာကိုခွင့်လွတ်လိုက်ပြီးနိုင်ငံအသစ်တစ်ခုတည်းကိုသူ့ကိုခေါ်မလာပြရစေနဲ့တဲ့မမသည် ကျွန်ုပ်တို့သည်ဘုရားသခင်၏ကျေးဇူးတော်ကိုထောက်ထားရင်ခွင့်လွတ်ရမည်ဖြစ်သလိုလောကနေတိအနေဖြင့်လည်းခွင့်လွတ်ရ ရမည်လူဝစ်စမီသ်ဆိုခဲ့သလိုခွင့်လွှတ်မှု၏အကျိုးကျေးဇူးကိုအရင်ဆုံးခံစားရရှိသူကတော့အခြားမဟုတ်ခွင့်လွှတ်သူကိုယ်တိုင်ပင်ဖြစ်လေ၏ခွင့်လွှတ်ခြင်းနောက်ထပ်အစွမ်းတတ္တိတစ်ခုကတော့မှားမိသူတယောက်၏အဖြစ်တူးစရိုက်နှောင်ကြိုးတို့ကိုဖြည့်ရွေးပေးနိုင်ခြင်းပင်ဖြစ်သည်ဖြစ်ဆိုသောအရာသည်ဟန်ဆောင်ပုံကွယ်မှုအောက်မှပင်လေတည်ရင်းနှင့်တိုက်စားဆွေးမြေ့စေနိုင်လေသည်1959ခုနှစ်ကအမေရိကန်ကူကလင်ကလန်လူဖြူဝါရီကိုင်းမှ ဟင်ရီအလက်ဇန်ဒရာဆိုသူနဲ့သူရဲ့ပေါင်းတဲ့သတိုက်သည်လူမဲဒရိုင်ဘာတယောက်ကိုကားပေါ်မှအတင်းဆွဲချတိုးလန်းတစ်ခုစီကိုခေါ်သွားပြီးနောက်တရားတစင်းပေါ်ကနေအတင်းတွန်းချခဲ့ရာထိုလူမဲဒရိုင်ဘာသည် ငေးတန်ပေါင်းအော်၍ရင်းနှစ်သိမ့်ဆုံးတော့ခဲ့ရလေ၏ထိုမှုအတွက်တဲလုံစားသည်နောက်တပ်၁၉နှစ်ကြာ၁၉၉၆ခုနှစ်ကြာမှပေါ်လာပြီး ဟင်ရီကိုတရားစွဲခဲ့ကြသည်သို့သော၁၉နှစ်ကြာက ဖြစ်ခဲ့သည့်ကိစ္စအရှိန်တင်နေပြီဖြစ်သောအမှုတွင်ဟင်ရီကဘူးကွယ်ပြီးတသက်လည်းမထင်ရှားသဖြင့်တရားရုံးမှအမှုပိတ်၍ သူလဲဝင်းလုံးကျွတ်လွတ်သွားလေသည်နောက်ထပ်18နှစ်အကြာ1993ခုနှစ်မှာတော့ Freddy တခါမှမျက်နှာမตาရတော့ပြီးအထက်ကဆုခဲ့သည့်အတိုင်းတရင်ကြီးတိုက်စား၍အသေးတွေနှလုံးတွေပြင်းပြနေပြီမဟုတ်လားသူမိမကို36နှစ်လုံးလုံးဖုံးပွင့်ခဲ့သောကြောင်းမဲ့ဖွယ်အပြစ်များကိုအမှန်တမ်းရင်ဖွင့်ပြောပြလိုက်လေရောသည်ရင်မဖွင့်လို့လည်းမဖြစ်တော့ပါနှွေးခေါင်းခေါင်းချွေးများမထွက်နိုင်ပဲ ကိုရင်းသွေးချောင်းနေသလိုကလီစာရီလောင်မြိုက်နေပြီးနှလုံးကွဲကျင့်နေပြီးအတိတ်တစီကလက်ကုပ်တီးရခွန်နေတဲ့ကဲ့သို့ဖြစ်နေပါပြီ။ဖျားသခင်ကတော့ကို စီရင်နေပြီရှင်မကြီးကို့မှာဆူတောင်းဖို့တောင်အားမရှိတော့ပါဘူးကွယ်ကို့အစာမင်းဆူတောင်းပေးပါနော်ဤသို့သူတုံလို့အကဲစားပြောခဲ့ပြီးရဲ့နေငယ်တွင်သေဆုံးသွားလေတော့သည်ဟင်နရီအလက်ဇန်ဒရာ၏ဝန်ခံချက်များသည်လည်းထိုးချင်းချမှပလူပြန်သလိုပေါ်ထွက်လာ၏အထူးသဖြင့်ကျန်ရစ်သူဇနီးတဲ့ထံမှတော်လေသူလူမဲ driver ရဲ့ဇနီးထံသို့ပေးပို့သောတောင်းပန်စာအဖြစ်နှင့်ဘဘာတခွင်လုံးတုံလုံးတော့ရခြင်းပါ ဟေရီယာသူ့တသက်လုံးဟန်ဆောင်ဖုံးကွယ်ခဲ့ပါတယ်။ထို့အတူသူ့မိမကျမကိုလည်းဖုံးကွယ်ထားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဘာမှမသိရတဲ့ကျမမှလည်းသူနဲ့အတူအလိုလိုအဖြစ်ရှိနေပြီလို့ပဲကျမခံစားရပါတယ်။ကိုလင်သားရဲ့ကိုစားဖို့ရှိရင်ခွင့်လွတ်ပါတဲ့။ညူယောက်တိုင်းသတင်းစာမှာဤကဲ့သို့ရှင်းပြရသည့်စိတ်မိုးစရာကောင်းလိုက်ပါပြီ။စုစုပေါင်း36နှစ်လုံးလုံးသူ့ယောက်ျားကိုသူလုံးဝမသိငါမဖြစ်သူ့ယောက်ျားမှအပြစ်လုံးဝမရှိဘူးသူစိတ်ချယုံကြည်နေခဲ့သည်။ ဟီရီသည်လည်းထိုမြကာလကြာရှိကြညောင်းဟန်ဆောင်ကောင်းခဲ့ပြီးသူ့ဘဝနောက်ဆုံးနေ့များသို့ရောက်တော့မှနှောင်းစွာသောဝန်ခံမှုကိုပြုခဲ့သည်လူတို့နှင့်တရားဥပဒေအဆုံးဖြတ်အတွက်ချိန်လစ်နေလေပြီးဤမြအချိန်ဤဆွေးနေခဲ့သည်မှာတရားဥပဒေကိုရင်ဆိုင်ခွင့်လိုဖြစ်နိုင်သည် လုတ်ရဲပြီးမခံရဲလို့လဲသိဖြစ်နိုင်သည်သို့သောအပြစ်တူးစရိုက်နှောင်ကျိုးတန်လန့်နေကူရဲကိုမတော်ချင်းလူချင်းကိုမတိချာသည့်တိုင်အောင်ရလို့ညာညာရုံရမ်းတန်တားခဲ့ပြီးမှသီရွာမြန်းခဲ့သည်ကတော့အမှန်ပဲဖြစ်ပါသည်ကူကလီကလန်အဖွဲ့ဝင်နောက်တစ်ယောက်ကတော့ဒီဘရော့စကာပြည်နယ်လင်ကွန်းမြို့မှလယ်ရီထရပါဆိုသူဖြစ်လေသည် ကျင်းမြောင်းသောလူဖြူလူမျိုးရေးဝါရီဟင်ရီအတိုင်းအသားရောင်ရှိသူမှန်သမျှကိုရန်ရှာတတ်သူဖြစ်သည်ဒါရင်မကဓမ္မနောက်ပိတ်ခွေ ဖြစ်၍ဂျူမားကိုပါအလိုမုန်းတီးခဲ့သူဖြစ်သည် သူက1992ခုနှစ်တွင်သူ့ယူဝါဒကိုအပြင်းဆုံးလို့ကြောင်းကြီးညာလိုက်ပြီးဂါစီအလန်နေသူ့ဝါဒပြန်ဆောင်ရွက်စာရန်တွင်အကုန်လုံးကိုမီးရှို့လျက်သူ့အမားကိုဝန်ခံတောင်းပန်ခဲ့လေသည် ကိုသူတစ်ချိန်လုံးကရန်စနေခဲ့သောဂျူးဘာသာရေးခေါင်းဆောင်တဦးနှင့်မိသားစုသည်ချက်ချင်းခွင့်လို့ကြောင်းတရင်ပို့လိုက်လျာသူဘာသာသူပြိမိနေသောအဖြစ်ထိုးစရိုက်နှောင်ကြိုးများနှင့်ကင်းဝေးတော့ခဲ့ရသည်သူတစ်ချိန်ကတက်ပြီးဘုံခွဲတိုက်ခိုက်ပြီးစသည်ဖြင့်ချိန်ချောင်းခဲ့သောဂျူးမိသားစုတို့သည်သူ၏စားရင်တောက်ရင်များအဖြစ်ပြောင်းလဲသောယုံသားမကမကြမီတွင်စီချူယောဂဖြင့်မျက်စိတ်ကွေပြီးလေးဖြတ်တော်သောသူကိုဂျူးမိသားစုတို့ကပြုစုဆောင်ရှောက်ပေးခဲ့သည်မှာသူကွယ်လွန်ချိန်သို့ရောက်သည့် ြင်းဖြစ်ခဲ့လေသည် CACJ Victor Hugo E Les Misérables ကိုကနွေဝတ်ထုတ်ကြည့်တဲ့ကပြင်သစ်အကျဉ်းသား Jean Valjean E အကြောင်းမှလည်းခွင့်လွှတ်ခြင်းအဖြစ်အပြစ်နောင်ကြိုးမှကင်းမဲ့သောရပုံကိုအလေးနဲ့ဖော်ကျူးထားလေသည်ပေါမုတ်တလုံးခိုးမိမှုကြောင့်မချိမဆန့်ထောင်နှံ16နှစ်ကြာခဲ့ပြီးထောင်မှထွက်လာသောအခါမှလည်းဘေးတဲကိုကန်းကမှထောင်ထွက်တစိခတ်ခံထားရသောသူကိုလက်မခံသည့်အတွက် Roman Catholic ဘုန်းကြီးเจ้าမှာတညအတနာခံပြီးတဲကိုသည်ဖို ုံးကြီးတို့အဲ့ချိန်မှာပေါင်မုတ်တလုံးနဲ့မချိမဆန့်16နှစ်ကိုသတိမရစီးရဲလာတော်မိသားစုအတွက်ဘုံကြီးကျောင်းပြည်တို့တဲကငွေပြားကြီးကိုနှိုက်ပြီးပြေးပြန်နေသည်နောက်တနည်းမနဲ့ဘုံကြီးကျောင်းသူရဲ၃ယောက်နဲ့အတူတက်တဲ့ခံပစ္စည်းငွေပြားကြီးနဲ့သူပြန်ရောက်လာတော့အခါအချိန်ဤမှန်ကိုကောင်းကောင်းကြီးသဘောပေါက်သည့်ဘုံကြီးက ။အိုးမင်းတို့ရဲတွေကမတင်ငါလို့ဖမ်းလာတာကိုအီးကွာ။မင်းပုံစံနဲ့ဒီငွေပြားကလည်းဘာမှမဆိုင်တော့မတင်ငါကြရပြီကို။အေးမောင်ရင်တို့ရဲတွေကလည်းအရင်မလုလိုက်ကြပါနဲ့ကွ။သူ့အတွက်ဒီငွေပြားကိုကျုပ်ပေးလိုက်တာပါ။ကျုပ်ကငွေဖျောင်းခွက်ကလေးတွေကိုပါပေးလိုက်ချင်တာ။သူကမယူလို့ချင်းတယောက်မျက်လုံးအကွင်းလိုက်ကြည့်ပြူပြီးပစက်ကြီးကဟောက်ပက်ဖြစ်နေသည်ရဲတွေလည်းဘာမှမတတ်နိုင်ရှုံမဲမဲနေပြန်တော့ရသည် တကယ်ပါကိုကိုကိုမယုံနိုင်လောက်အောင်ရှိနေသည့်ခြင်းကို ဖုံးကြီးသည်ငွေဖျောင်းခွက်ချို့ကိုပါထပ်၍ပြီးဂရိပေးပါကွယ်အခုကျုပ်ပေးလိုက်တဲ့ကျေးဇူးတော်လက်ဆောင်တွင်လည်းဘဝတိတ်ကိုထူထောင်ပါမယ်လို့ ကျင်းတစ်ချက်ရှာ၍ခေါင်းငုံချလိုက်မိနေသည်ခွင်းလူမြတ်တာအပြည့်ထိုးချိန်မှစ၍ဒူးစရိုက်နှောင်ကျိုးများပြတ်သွားသည်ဘဝတစ်ကိုအမှန်တကယ်ရောက်ရှိသွားသည် သူအပြည့်လည်းများစွာသောလူသားတို့သည်ကျေးဇူးတရားများကိုခံစားရကြောင်းဖြင့်စီးစီအကြီးဖစ်တာဟူကူကလတ်စ်မဇိုင်းဘဲမှာပြောင်ပြောက်စွာဖော်ပြထားပါ၏ အလုံးလုံးကုံရောက်လာသောရိုမင်ကက်သလစ်ဖုန်းတော်ကြီးတစ်ပါးကြီးခွင့်လွှတ်ခြင်းကြောင့်ဂျင်းကဲ့သို့ဘဝနာနေရှာသူတယောက်သည်ပုံတရံပြောင်းလဲခြင်းသို့ရောက်ခဲ့ရလေပြီယင်းကိုဝိညာဉ်ရေးခွဲစိတ်ကုသမှုတစ်ခုဖြစ်တင်စား၍လူဝစ်စမီးစ်ကဤသို့ရှင်းလင်းဖော်ပြပေးလေသည် တင်ဤသို့တစုံတယောက်ကိုခွင့်လွှတ်ခြင်းသည်ထိုသူ၏အပြစ်ကိုလှည့်၍ထုတ်ပယ်လိုက်ခြင်းပင်ဖြစ်သည် ထိုသူ၏ဝေဒနာကို ထိုသူနှင့်အဆက်ပြတ်ပေးလိုက်ခြင်းပင်ဖြစ်သည်ကိုယ်ပေါ်မှဖြစ်မွားသူဟူသောအဆွဲသည်ကိုယ်ပြောက်သွားပြီးဖြစ်၍တင်အသည့်တရားမှာပင် သူသည်လူသည်ဖြစ်သွားရလိမ့်ဤသူသည်တင့်ကို ထိခိုက်စေသူမဟုတ်တင့်ကိုလိုအပ်နေသူဟုတင်ပြောင်းလဲခံယူလာနိုင်၏ သူဒီတင်းနေတဲ့ဆိုင်သူအစိမ့်မရှိသူတနာချင်ရတတဝါဖြစ်နေလေပြီအဟောင်းညမအကောင်းတဲ့ဘဝသူတင်းအသက်သွင်းပေးလိုက်လေပြီကြီးစမီးစ်ကတတိပြုရန်အချက်များကိုထည့်သွင်းထားပါသေးသည်ခွင့်လွှတ်ခြင်းသည်ရှုပ်ပေါ်တက်ညာခြင်းနှင့်မတူတဲ့ လူတယောက်ကိုခွင့်တော်လွတ်သည်တို့တို့အပြစ်တင်နေစေဆိုလေရှုပ်ဖို့တညာချင်းအဆင့်မြတာဖြစ်သည် ခွင့်လွတ်ခြင်းမှုမဆိုတာမှန်ကန်သောခွင့်လွတ်ခြင်းမှမူထိုခွင့်လွတ်ခြင်းတကူအာနိသင်အားဖြင့်သူရောကိုပါနှစ်ဖြာလွတ်လပ်၍အပြစ်ချခံနေလုံးဝကွယ်ပြောက်တော်လိမ့်မည်ဟုရှင်းပြထားလေသည်